ငါဖះငါသားဆိုပြီးတော့ဘုရင်ကြီးကပဲမောင်ပိုင်စည်းပြီးတော့ခုနှစ်နှစ်နဲ့ခုနှစ်လတိတိဆုံးကတ်ကြတော့ပြည်သူတွေကုသိုလ်ပြုခွင့်မရကြလို့သီလစောက်တည်ခွင့်မရကြလို့အဲ့ဒီမှာဒေါသတွေဖြစ်ကုန်ကြပြီပုံကံတော်လန့်မဲ့ဒီလိုဖြစ်ကုန်ကြအဲ့တော့ဘုရင်ကြီးကပြောတယ်အမောင်ကကျုပ်ရဲ့စိတ်တနာပတိဆိုတော့အမောင်ကကျုပ်ရဲ့စိတ်တနာပတိမဟုတ်လားပြောကျင်နာကဘီရင်ကြီးကအမောင်စေနာပတိကကျုပ်ဘက်ကပါမယ်မဟုတ်လားဒီလိုမေးတာ အဲ့တော့သေဒေနာပရိကလည်းရှင်မင်းကြီးမြို့သူမြို့သားနဲ့ကင်းကွာပြီးတော့ကျွန်တော်ကစစ်ထိုးခြင်းကမစွမ်းနိုင်ပါဘူးတဲ့ဒီလိုပြန်ဖြေ။ဟာသေဒေနာပရိကဒီလိုပြောလိုက်တော့ဒါဆိုရင်တော့ပြည်သူတွေရဲ့ဆန္ဒတို့လိုက်ရောမှဖြစ်တော့မယ်ဆိုတော့ဘီရင်ကြီးကသိတော့ကဲဒါဆိုရင်လည်းစွန့်ကပ်ခွင့်ပြုမကွာဆိုတော့ဘလောက်လိုချင်သလဲမင်းပြည်သူပြည်သားတွေက9နှစ်နဲ့9လလိုချင်တယ်။ဟာအဲ့လောက်တော့မပေးနိုင်ဘူးများလွန်းတယ်။ဒါဆိုရင်6နှစ်အာဒါလည်းများလွန်းတယ်9နှစ်နဲ့ရှော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 ့သွားလိုက်တာ။ နောက်ဆုံးတော့ပြိတဲ့9ရက်သူတို့ကခွင်းရဟာ9ရက်ဆိုလည်းမနှဲပါဘူးဆိုအဲ့ဒီမှာစေတနာပတိနဲ့ပြည်သူတွေကကျင်းနာပြီးတော့ဘယ်နေ့ကနေဘယ်နေ့ထိအောင်စေတနာပတိကပ်ပြီးပြည်သူတွေတလက်စီကတ်ကြမယ်တရားတွေနာကြမယ်သီလတွေစောက်တည်ကြမယ်ပျော်ပျော်ပါပါဒီလိုဖြစ်သွားကြအဲ့ဒီမှာစေတနာပတိကစွန့်ကပ်ဖို့အလဲကြတဲ့အခါမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ကြောင်းတော်ကိုသူ့ရဲ့စေသားတွေနဲ့အဆောင်ကျက်တွေချတာ ဘာအတွက်လဲမေးလိုက်တော့သူ့တဲ့ဥပြီးတော့စွန့်ကပ်သွားမှသူကြောက်လို့ဘုရားနဲ့တန်ဃာတွေသူ့တဲ့ဥပြီးတော့စွန့်ကပ်မှဆိုလို့သူကအဲ့ဒါအဆောင်ကြက်တွေနဲ့အကုန်ထားကျန်တာတွေပူဇော်ရင်ပူဇော်ပါစေတဲ့စွန့်ကိုဘယ်သူမှမကတ်စေနဲ့အဆောင်တွေချတာအဲ့ဒီမျိုးတွေမှာကတထေကြီးရဲ့တထေကတော်ရဲ့သမီးလေးရဲ့သမီးသားဖသုံးယောက်ရှိကြတဲ့တထေကြီးဇနီးမောင်နှံသမီးလေးနဲ့မိသားတစုက မြို့ရဲ့မျက်နှာဖုံးပေါ့တထေးကြီးကသေသွားတဲ့အခါတထေးကတော်ကြီးကဝန်းနေပြီးတော့ကြည်စံသူ့ရဲ့အမျိုးသားသာရှိရင်ဒီပွဲမျိုးဦးဖျားဖျားဆုံးကတ်ခွင့်ရမှာခုတော့သူ့အမျိုးသားမရှိလို့တို့တော့ဆုံးကတ်ခွင့်ရမှာမဟုတ်တော့ဘူးဆိုပြီးတော့ဝန်းနေနေတာအမေဝန်းနေတာကို သမီးလေးကကြည့်ပြီးတော့အမေအဲ့ဒီအတွက်တော့မပူပါနဲ့သမီးရအောင်ကြံပါမေသမီးလေးကဒီလိုပြောပြီးတော့ကြံတယ် နုကနာသန်းတွေချက်ပြီးတော့မှရွှေအုပ်သေးကိုပြိတဲ့နုကနာသန်းတွေထက်ပေါ်ရွှေအုပ်တစ်ခုနဲ့ပိတ်အဲ့ဒါပိတ်ပြီးအဲ့ဒီမျိုးသမီးငယ်ဘာလုပ်တယ်လဲမေးလိုက်တော့အပေါ်မှာမြလေးပန်းနေနဲ့အကုန်လုံးမြလေးပန်းကုန်းကြီးနဲ့အုပ်ပလိုက်တယ်အဲ့ဒါတွေကိုမှပြိတဲ့ခေါင်းပေါ်ရွက်ပြီးတော့ဖခင်ကြောင်ဘက်ကိုသူကသွားတာကိုကစောင်းချက်တွေကခေါ်တယ်ဟဲ့ကလေးမဘယ်သွားမလို့တော့ဖခင်ထံသွားမလို့ပါဖခင်ဖူး မသွားရဘူးမသွားရဘူးညဘာကိစ္စသွားမှာတော့အော်ဖះကိုပန်းသွားလှူမှာပေါ့စေတနာပရိကဆွန့်ကပ်ဖို့အတွက်ခွင့်မပြုတာလေကျမကဆွန့်ကပ်ဖို့မဟုတ်ဘူးပန်းကပ်မှာပါဒီလိုပြောတာအေးဟုတ်သားပဲတို့ရဲ့စေတနာပရိကဆွန့်ကပ်မဲ့လူတွေတားခိုင်းတာညီကပန်းကပ်မှာဆိုတော့ကိုင်းသွားသွားသွားဆိုတော့အဆောင်တွေကလွတ်ပေးလိုက်တယ်အဲ့ဒီကလေးမှဘာလုပ်ခွင့်ရရတယ်လဲမြင်တော့မြတ်စွာဘုရားကို तू အဲ့ဒီမှာဆွန်ရယ်ပန်းရယ်ကတ်ခွင်ရတယ်ပေါ့ဆွန်နေပန်းနေကတ်ပြီးတော့အဲ့ကလေးမရယ်ဆူတောင်းလေးကအံ့ဩစရာအင်းမြလေးပန်းကိုလှူဒန်းရတဲ့ကောင်းမှုကြောင့်တဲ့တဖြစ်လေရာဖြစ်လေရာဘဝတိုင်းမှာကြောင်းကြောင်းကြကြနဲ့အသက်ရှင်ရသူမဖြစ်ပါရစေနဲ့တဲ့နံပါတ်၁ကအဲ့ဒါဆူတောင်းတယ်နောက်တစ်ခါဖြစ်လေရာဖြစ်လေရာဘဝတိုင်းမှာ तू မွေးဖွားရင် ကောင်းငင်ကမြလေးပန်းမိုးတွေ ွာပါစေတဲ့ဒီစုလေးနံပါတ်နှစ်တောင်းတယ်နံပါတ်3ကပြိသေဖြစ်လျာဖြစ်လျာဘဝတိုင်းမှာသူ့နာမည်လေးဟာမြတ်လေးဆိုတဲ့အမိလေးတွင်ပါစေတဲ့သူဒီစုလေးတောင်းတယ်ဗျာအဟောဇေယကောင်းတယ်ကအဲ့ကလေးမလေးကဥစဉ်တို့ဂေါရမမြတ်စွာဘုရားလက်ထက်မှာကောသလဘုရင်ကြီးရဲ့သမီးတာဝတိပြီမှာပြိသေအဲ့ဒါ သူ့မနာလို့ခေါ်တဲ့အမျိုးသမီးလေးလာဖြစ်တယ်။အနာတပိန်တထေးကစေတဝန်ကြောင့်ဆောက်လို့လှူဒန်းလို့မြတ်စွာဘုရားဥဖျားဖျားရာဇဂျိုကနေသာဝတိကြွလာတဲ့အခါခရီးဥဂျိုဆိုဖို့ကြွအဲ့ဒီသူ့မနာမျိုးသမီးလေးကသူနဲ့အတူတဲ့အမျိုးသမီးငယ်900နဲ့သာဝတိမျိုးရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ဂျိုကြတယ် ဥဖျားဖျားလူခဲ့တဲ့ကောင်းမှုကပြိတယ်မြို့မှာကြွလာတဲ့မြတ်စွာဘုရားကိုဥဖျားဖျားသူထိတ်ဆုံးကနေကြိုရတယ်အဲ့ဒီချိန်မှာသူ့ရဲ့အသက်က9နှစ်ခုနှစ်နှစ်ရွယ်ဒီသူ့မနာမျိုးသမီးလေးကိုမြတ်စွာဘုရားကမြတ်စွာဘုရားကိုပန်းနေနဲ့ကြိုဆိုပြီးတော့ညာလေးဘက်နဲ့ကြိုဆိုတဲ့ဆိုကြပါစို့အဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအဲ့ဒီကြိုဆိုတဲ့ခန္ဓာမှာခေါ်လိုက်တဲ့တရားလေးနာပြီးတော့ဒီကလေးမလေးဟာသောတာပန်တည်တယ် ။ဦးဖျားဖျားလှူခဲ့တဲ့အလှူကြောင့်သူ့မျိုးရောက်လာတဲ့မြတ်စွာဘုရားထံဦးဖျားဖျားတရားနာတဲ့ဒီကလေးမှဒီလိုအကျိုးကျေးဇူးရ။